ကျွန်တော်ရဲ့အမှန်နဲ့အမှားဆိုတဲ့ခံယူချက်တွေကတကယ်တမ်းကျတော့ဘယ်ကနေလာတာလဲကိုယ့်ရဲ့ယဉ်ကျေးမှုအတိုင်းအဝိုင်းကနေပဲပေါ်ွားလာတာလားကဲဒီတစ်ခေါက်မှာတော့အဖြစ်ရှားရခဲ့တဲ့ဒီမိကွန်းတွေကိုအခြေခံထားတဲ့ယဉ်ကျေးမှုဆိုင်ရာဆက်ဆက်ဝါဒဒါမှမဟုတ် cultural relativism ဆိုတာဘာလဲဆိုတာကိုအတူတူလေ့လာကြည့်ကြပါမယ်ဒီမိကွန်းကိုခဏလောက်အတူတူစဉ်းစားကြည့်ရအောင်လေကိစ္စရတစ်ခုဟာကဘာပေါ်မှာကိုရှိနေတဲ့နေရာတွေတောက်ကိုမူတည်ပြီးတော့အမှန်ကနေအမှားအဖြစ်ပြောင်းလဲသွားနိုင်သလား အကဲဝိတာပြောင်းလဲနိုင်တယ်ဆိုရင်ကိုချင်းတရားဆိုတာနေရာရရဲ့တတ်မှတ်ချက်တစ်ခုတတ်တတ်ပဲလားဆိုတဲ့မေဟုံးကထက်ထွက်လာတာပေါ့အခုနမဲလိုက်တဲ့မေဟုံးကရိုးရိုးလေးလို့ထင်ရပေမဲ့အမှန်တော့အဲ့နောက်ကွဲမှာတော်လေးနဲ့နဲ့တဲ့ဒါသနာလေးကဗီရာအယူဆအကြီးတစ်ခုရှိနေတာပါအဲ့ဒီခြေခံကြတဲ့မေဟုံးကိုပဲဖြည့်ရှင်းဖို့ဂျွန်ဆိုင်ရဲ့နဲ့ပေါ်လာတဲ့ theory တစ်ခုရှိပါတယ်အဲ့ဒါကတော့ယဉ်ကျေးမှုဆိုင်ရာဆက်ဆက်ဝါဒပါပဲဒီဝါဒကကျွန်တော်တို့ရဲ့ကိုချင်းတရားဆိုင်ရာအမြင်နဲ့အမှန်အမှားခွဲခြားမှုတွေကို ဘယ်ຢာတွေကပုံဖော်ဖိနေလဲဆိုတာနက်နက်နက်စမ်းစစ်ထားပါတယ်။ကဲဒီ theory ကဘာကိုပြောချင်တာလဲဆိုတော့ရှင်းရှင်းလေးပါပဲ။လူတစ်ယောက်ရဲ့ယုံကြည်မှုတွေအဖြူမှုတွေကိုကိုယ့်ရဲ့ယဉ်ကျေးမှုစံနှုန်းတွေနဲ့တိုင်းတာပြီးတော့အမှန်အမှန်သွားမဆုံးဖြတ်သိမ့်ဘူး။အဲ့ဒီအစားအဲ့ဒီလူရဲ့ကိုယ်ပိုင်ယဉ်ကျေးမှုအခြေအနေတွေကနေပဲနားလည်ပေးဖို့စူးစမ်းတင်တယ်လို့ဆိုပါရတယ်။ဒါနည်းပြောရရင်သူတို့ရဲ့မျက်မှန်ကိုတက်ပြီးကြည့်လိုက်တာမျိုးပေါ့။ဟုတ်ပြီ။ ဒီယူဆကိုပို့ပြီးတာရှင်းရှင်းလင်းလင်းမြင်သွားအောင်သူ့ရဲ့အဓိကကြတဲ့အခြေခံမူတွေကိုတစ်ခုချင်းစီခွဲခြားစေဖျားကြည့်ကြတာကိုယဉ်ကျေးမှုဆိုင်ရာဆက်ဆက်ဝါရအမှအဓိကမနိုင်ကြည့်သုံးခုရှိတယ်လို့ပြောလို့ရပါတယ်ပထမတစ်ခုကတော့ယဉ်ကျေးမှုအလိုက်ကိုကျင့်တရားစီးမင်းနေမတူညီကြဘူးဆိုတာပါဒုတိယချက်ကတော့လူတိုင်းတို့ကနေရာတိုင်းတို့အတုံးချလို့ရတယ်တကဘာလုံးဆိုင်ရာအမှန်တရားဆိုတာမရှိဘူးလို့သူကဆိုပါတယ်နောက်ဆုံးချက်ကတော့အမှန်ဆိုတဲ့သဘောတရားကိုယ်တိုင်က ရည်ကြည်မှုရထုံးရန်ဆင်လာတဲ့မှာပဲအမိတွေ့နေနေဆိုတာပါပဲကဲဒီအချက်တစ်ချက်ချင်းစီကိုပို့ပြီးနားလဲအောင်ဆက်ကြည့်လိုက်အောင်ပထမဆုံးအခြေခံမှုကတော့အတော်လေးရှင်းပါလေရင်ကျင်းမှုတစ်ခုမှာကိုကျင့်တရားအရာကောင်းတယ်မြင်မြတ်တယ်လို့တတ်မှတ်ထားတဲ့အဖြစ်အမူတစ်ခုဟာခြားခြားရင်ကျင်းမှုတစ်ခုမှာတော့လုံးဝလက်မခံနိုင်စရာဖြစ်နေနိုင်ပါတယ်ဒါကတော့ကဘာတဝန်းကလူဖွဲ့စီတွေမှာမြင်မြင်ကိုယ်တွေ့ကြုံနေရတဲ့အရှိတရားတစ်ခုပဲလေအခုလာမယ့်ဒုတိယအချက်ကတော့ဒီ theory မှာအငင်းပွားစရာအဖြစ်ဆုံးအပိုင်းလို့ပြောလို့ရပါတယ် ဒီဝါရယလူတိုင်းနေရာတိုင်းမှာမှန်ကန်တယ်လို့တတ်မှတ်ရမယ်တခုတည်းသောပကတိအမှန်တရားဆိုတာမျိုးလုံးဝမရှိဘူးလို့ဆိုပါတယ်ဆိုလိုတာကဘယ်ရင်ကျင်းမှုရဲ့ကိုကျင်းတရားကမှတခြားတစ်ခုတည်းပိုတာတယ်ပုံမှန်တယ်ဆိုပြီးအပေါ်စီးကနေတရားသူကြီးလို့ဆုံးဖြတ်လို့မရဘူးအဲ့လိုသဘောမျိုးပါ ဒါကြောင့်မို့လို့အဓိကအချက်ကတော့အမန်ဆိုတဲ့ယူဆဟာဘာသာအေးတို့သိပံပညာတို့ယူဒီပေရာတို့လို့အပြင်ဘက်ကသတ်မှတ်ချက်တွေကနေလာတာမဟုတ်ပဲလူဖွဲ့အစည်းရဲ့ဒလေထုံးတန်းတွေအလေးအက်ဒီတွေမှာပဲတည်ရှိတယ်လို့ဒီ theory ကဆိုပါတယ်ပြောရင်ကျွန်တော်ရဲ့ကိုကျင့်တရားစံနှုန်းအားလုံးဟာယဉ်ကျေးမှုရဲ့ထွက်ကုန်တွေသက်သက်ပဲဖြစ်တယ်ပေါ့ကဲဒီယူဆတဲ့အဓိကချက်တွေကိုလေ့လာပြီးသွားပြီးဆိုတော့အစကကျွန်တော်စခဲ့မေခွန်းရဲ့နောက်ဆက်တွဲအချိုးဆက်တွေက ဘာဖြစ်မလဲဆိုတာပြန်သုံးသပ်ကြည့်ဖို့အချိန်ရောက်ပါပြီ။ဒါဆိုရင်နောက်ဆုံးစဉ်းစားစရာတစ်ခုကဒါပါပဲ။တကဘာလုံးအတွက်အမားအမှန်ဆိုတာတကယ်မရှိဘူးဆိုရင်ကျွန်တော်တို့ကဘလို့ပြုတ်မှုမျိုးကိုမဆိုဘလို့စမ်းနေတိုက်ပြီးတော့ကောင်းတယ်ဆိုတယ်လို့တွားပြောပါလေ။ဒါဟာရည်ရည်မှုဆိုင်ရာဆက်ဆက်ပါလာကနေမွေးဖွားလာတဲ့အကြီးမားဆုံးစင်ခေါ်မှုတစ်ခုဖြစ်ပြီးကျွန်တော်တို့အားလုံးဆက်ပြီးတွေးတောရမယ့်မိခွန်းတစ်ခုပဲဖြစ်ပါတယ်